marketing ကအရေးကြီးတယ် it drives customer awareness ကျွန်တော်တို့ customer တွေရဲ့သိမြင်သိမှတ်မှု level ပေါ့နော် customer awareness တွေဟိုကျွန်တော်တို့မောင်းနှင်ပေးပါတယ်နော်နောက်တစ်ခုကတော့ demand for product or service ကျွန်တော်တို့လုပ်ငန်းတွေတောင်းဆိုမှုတွေလည်းသူကကျွန်တော်တို့မောင်းနှင်ပေးပါတယ်ဆိုတော့ marketing လုပ်ခြင်းအပြင်ဖောက်တယ်တွေတိမတ်မှုအစင်တန်းပို့မြင့်လာမယ်ပို့ပြီးတော့ product တွေ service တွေကိုကျွန်တော်ရဲ့ဝယ်လိုအားကို drive လုပ်လို့ရနိုင်တယ် ယ်နောက်တစ်ချက်ကတော့ကျွန်တော်တို့ it help company differentiate themselves ကုမ္ပဏီဟာလုပ်ငန်းစုတွေကသူတို့ဘာသာသူတို့ကွဲပြားခြားတဲ့ပုံစံတွေဖြစ်လာအောင်ပူညီပေးနိုင်ပါတယ် from competitor ကျွန်တော်တို့ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေပေါ့နော်ကျွန်တော်တို့ပြိုင်ဘက်တွေနဲ့ကျွန်တော်တို့ ਨੇ ကွဲပြားလာအောင် marketing ဟာလုပ်ပေးနိုင်တယ်ပြီးရလို့ရှိရင်တော့ build a strong brand identity အမှန်ကောင်းတဲ့ brand identity ကိုလည်းကျွန်တော်တိစောက်ပေးနိုင်တယ်အဲ့တော့ effective marketing strategy foster customer loyalty အဲ့တော့တကယ်ကောင်းတဲ့တကယ်ထိရောက်တဲ့ marketing strategy က customer loyalty လာကျွန်တော်ဖောက်တယ်တွေရဲ့ တစ္ဆာရှိမှုကိုပို့ပြီးတော့တိုးတက်စေတယ်ပို့ပြီးတော့မြင့်မားစေတယ် engagement ပို့ကောင်းစေတာပြီးွားရင်တော့ leading to repeat business and long term growth ကျွန်တော်တို့ရဲ့လုပ်ငန်းတွေဟာလာအချိန်ကြာကြာပို့ပြီးတော့ key word အောင်မြင်တိုးတက်နိုင်တဲ့လမ်းကြောင်းကိုလည်းကျွန်တော်တို့ကိုဥတည်စေပါတယ်တဲ့အဲ့တော့ by shaping brand perception marketing လုပ်ခြင်းအဖြစ်ကျွန်တော်တို့ကကျွန်တော်တို့ brand ရဲ့အမြင်တွေကိုပုံဖော်ရရောက်ပါတယ်နောက်တစ်ခုကအဲ့လိုပုံဖော်ရရောက်တဲ့ကျွန်တော်တို့ driving customer engagement customer engagement တွေကိုလည်း ကျွန်တော်တို့မောင်းနှင်နဲ့လုပ်ပေးနေတယ်ပေါ့နော်အဲ့တော့ marketing ကဒီပေါင်းဆုံးပုံစံပေါင်းဆုံးနဲ့သူကကျွန်တော်တို့ကို contribution ပေးနေပါတယ်ကျွန်တော်ရဲ့လုပ်ငန်းတွေရဲ့ driving revenue growth ကျွန်တော်တို့ဝင်ငွေတိုးတက်မှုနှုန်းကို drive လုပ်ပါတယ်အ marketing လုပ်ကြတယ်ကျွန်တော်တို့ marketing လုပ်ကြတယ်ကျွန်တော်ခက်ခဲရောင်းမကောင်းတော့ဘူးဟေး promotion ချအောင် promotion ချအဲ့တော့ရောင်းမကောင်းတိုင်း promotion ချရတယ်ဆိုတာ solution တစ်ခုတော့မဟုတ်ပါဘူးမရောင်းရတာဘာဖြစ်လို့မရောင်းရတာလဲဆိုတာကိုကျွန်တော်တို့ကအဖြေထုတ်ဖို့တော့လိုပါတယ် ဒါပေမဲ့ကျွန်တော်တို့ရဲ့ရေဒူအဖြေရှင်းတဲ့နည်းကတော့ဘာဖြစ်လဲ promotion ချအဲ့ promotion လို့ပြောလိုက်ရင်ကျွန်တော်ဗမာလူမျိုးတွေရဲ့အမြင်မှာပထမဆုံးပြင်းမြင်တာ short ဈေးပြီးတာဈေး short မဟုတ်ပါဘူး promotion မှာအများကြီးရှိပါတယ် service promotion ရှိပါတယ် brand promotion ရှိပါတယ် customer awareness promotion ရှိပါတယ် exchange promotion ရှိပါတယ်အများကြီးရှိပါတယ် promotion နဲ့ promotion တိုင်းဟာမတူညီတဲ့သဘောတရားတွေရှိပါတယ် မတူညီတဲ့အဓိပ္ပာယ်ဖွင့်ဆိုမှုတွေရှိ။ဒါပေမဲ့ကျွန်တော်တို့ marketing ကငင်းစရာမရှိတဲ့အချက်တစ်ချက်ကတော့ဗာလဲဆိုရင်တော့ driving revenue growth နော်။ကျွန်တော် revenue ကိုဒါတိုက်သူကမောင်းနေတယ်။နောက်တစ်ခုကတော့ brand equity building brand equity ကိုတိစောက်တာပါပဲ။အဲ့တော့ equity ဆိုတာကကျွန်တော်တို့ရဲ့ brand ရဲ့ဖြန့်ကျက်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်တာ။ဒါလည်းလို့မင်းတော့တန်တယ်လို့ထင်အောင်လုပ်တာပါ။တန်ရင်လူတွေကပတ်စံပေး။တန်တယ်လို့ထင်ရင်ပေးအောင်လုပ်ထားတဲ့ဟာကဗာလဲလို့မင်း brand equity ပါပဲ။တန်ရင်ဒီမှာလူတွေကပတ်စံပေးတာ။အဲ့ဒီလိုဖြစ်လာအောင် brand ကိုတိစောက်ပေးရပေးနိုင် င်ပေးထားတဲ့ marketing ကတောက်လျှောက်လုပ်ပြီးလာ marketing က brand equity ကိုလည်းတိစောက်ပေးတယ် informed strategy decision marketing လုပ်ခြင်းအပြင်နောက်ထပ်တစ်ခုကဘာလဲဆိုရင် inform ကြောင်းကြ strategy decision မဟာသူကကြတဲ့ဆုံးဖြတ်ချက်တွေဖြစ်ပေါ်ဖို့လေဆိုတော့ဒါလုပ်မယ်ဒါမလုပ်ဘူးနောက်ထင်ကြရင်ဒါလုပ်မယ်အဲ့တော့နောက်ထပ်3လကြာရင်ဒါလုပ်မယ်နောက်ထပ်6လကြာရင်ငါတို့ဒီလိုလုပ်မယ်အဲ့ဒီပုံစံနဲ့ဆက်သွားလို့မှအဆင်မပြေဘူးဆိုရင်နောက်ထပ်2လအနေနဲ့ငါတို့ဒီဟာကိုချိန်မယ်။အဲ့ဒီပြန်ကျွန်တော်တို့ကဘယ်လို decision တွေချဖို့ marketing ကလုပ်ပေးနိုင်တယ် marketing ကပြနောက်တစ်ချက် enhancing customer experience အ customer တွေရဲ့ experience ကိုလည်းပို့ပြီးတော့ enhance လုပ်ပေးနိုင်တယ်ဒီအချက်တွေကဟို marketing ကနေပြီးတော့တောက်လျှောက်ကျွန်တော်တို့ကို contribution ပေးနေတဲ့အချက်တွေပါ marketing ရဲ့အရေးပါတဲ့အခန်းခဏလို့ပြောရင်ဒီ၃ချက်ကိုပြောဖို့လိုပါတယ် brand awareness marketing ကကျွန်တော်တို့ brand ကိုကောင်းကောင်းလူသိလာအောင်လုပ်ပေးတယ်သူတွေရဲ့ brand awareness ကိုလည်းတက်လာအောင်လုပ်ပေးတယ် ကြောင်ညာတွေကိုဖန်တီးခြင်းအားဖြင့်ကြောင်ညာတွေကိုလှုပ်ခြင်းအားဖြင့်သူတို့မဟုတ်မိတို့မိပုံပုံစံအားဖြင့်လှုပ်တည်ဖြစ်စေအဲ့ဒါက marketing ကဥဆောင်တာပါပဲအဲ့တော့ marketing က brand awareness ကိုတိုးတက်အောင်လုပ်ပေးတယ်ဆိုတဲ့အချက်ကကျွန်တော်တို့ညင်းမရပါဘူးနောက်တစ်ချက် reputation ဒီနေ့အပြင်ပြောရင်တော့ဂုဏ်သိက္ခာပေါ့သိက္ခာရှိတဲ့အပိုင်းတွေပေါ့နော်အဲ့တော့ marketing တွေလှုပ်သွားတဲ့အမျှကျွန်တော်တို့ကဘာဖြစ်လဲ reputation ကောင်းတယ် reputation တက်လာတယ်အဲ့တော့ reputation တက်လာတယ်ဆိုရင်ကျွန်တော်တို့ကယုံကြည်ထိုက်တယ် ယုံကြည်တဲ့နယ်ဆိုတဲ့နေရာကိုရောက်တယ် trust worthiness အဲ့တော့ reputation ရှိတဲ့ brand တွေကိုလူတွေကယုံကြည်ကြတယ်ယုံကြည်ကြရင်ဝယ်ယူရစားသုံးတယ်အဲ့တော့ဝယ်ယူမှုကအလွယ်တကူဖြစ်စေတယ်တောင်းအားပေးတယ်အဲ့တော့ကျွန်တော်တို့က brand ကိုလည်းစောက်တယ် brand awareness လို့လည်းကျွန်တော်တို့ကဖြန့်တယ်ဖြန့်ကျက်တယ်ပေးတယ်ပြီးရင်တော့ဟလာကျွန်တော်ဘာဖြစ်လဲ reputation ကိုလည်းကျွန်တော်တို့ကတိစောက်တယ် reputation ကိုတိစောက်တဲ့အခါကျတော့ဘာဖြစ်လဲဆိုရင်ကျွန်တော်တို့က customer loyalty တက်တယ်သစ္စာရှိတယ် ဖောက်တယ်တွေကိုထိန်းသိမ်းထားနိုင်တယ်လို့ကျွန်တော်တို့ကပြောချင်တယ်နောက်တစ်ခုကတော့ showcase showcase ကတော့ဒါတော့ကျွန်တော်တို့ကကျွန်တော်တို့အောင်မြင်ခဲ့တဲ့အကြောင်းအရာတွေကျွန်တော်တို့ပြတာမျိုးတွေ customer တွေ review တွေ testimonial တွေကိုကျွန်တော်တို့ပြတာမျိုးတွေ ကျွန်တော်တို့အောင်မြင်အောင်လုပ်နိုင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ history တို့ milestone တို့တခုခုကိုပြတာမျိုးတွေကိုကျွန်တော်တို့ကပြရရှိတယ်။ဆိုတော့ဒီ showcase ဆိုတဲ့ဟာကြီးအရာဒီကျွန်တော်ဘာလဲဆိုရင် branding ရဲ့အောက်မှာရှိတယ်။အဲ့တော့ marketing ရဲ့အကြီးအမားဆုံးတိဆောက်ကြတဲ့အပိုင်းကတော့ branding ပါပဲ။အဲ့တော့ showcase တွေကျွန်တော်ဖန်တီးဖို့လုပ်ရတယ်။ marketing သမားတွေကဘာလုပ်လဲလို့မင်းအဲ့ဒီ showcase တွေကိုပဲကျွန်တော်တို့ကတောက်လျှောက်ပြနေတာ။ အဲ့တော့ကျွန်တော်တို့ဒီ customer life cycle မှာ life cycle engagement အဲ့ဒီအပိုင်းမှာကြည့်လေ marketing ကအရင်အရေးကြီးတဲ့နေရာရှိသူကနှစ်ပိုင်းလုပ်ပေးတယ် customer acquisition customer အသစ်တွေ customer တွေကို ကျွန်တော်တို့ရှာဖွေစုဆောင်းပေးတယ်အချိန်ထဲမှာပဲကျွန်တော်တို့က retention ပြန်လဲဝယ်ယူစားသုံးနိုင်အောင် ပြန်လဲ ဝယ်ယူအောင်ထက်ခါထက်ခါဝယ်ယူအောင်အဲ့ဒါတွေကိုလည်းကျွန်တော်ကလုပ်ပေးနိုင် customer acquisition လုပ်ရမယ်ဆိုရင်မင်းတို့ပထမဆုံးမေးရမယ့်မေးခွန်းတစ်ချက်ရှိတယ်အဲ့ဒါကဘာလဲဘာအကြောင်းပစ္စည်းတွေအများကြီးတွေကနေပြီးတော့ငါ့ကိုမင်းတို့ရွေးတာလဲရွေးတဲ့တာဒီပထမဆုံး ရတဲ့ initial customer ရနိုင်တဲ့အရေးကြီးဆုံးအရေးကြီးဆုံးအချက်အဲ့ဒီနေရာမှာရှိတယ်။ဆိုတော့ customer acquisition ကလုပ်လိုက်တယ်တိဆောက်လိုက်ပြီး customer တယောက်ရလာ။အဲ့ customer တယောက်ကကျွန်တော်တို့ရှိမှာပဲအမြဲတမ်းဆက်ပြီးနေအောင်ကျွန်တော်တို့ရှိမှာပဲဆက်ပြီးအမြဲတမ်းစားသုံးနေအောင်ကျွန်တော်တို့ကလုပ်ပါ။တို့ကျွန်တော်ထင်းသိမ်းထားတယ်။ဆိုတော့ဒီဘက်ခေတ်ဒီနေ့ခေတ်ဒီနေ့အချိန်ဟာ customer အသစ်တွေရှာဖွေရတာအမှန်တန်ကုန်ကျစရိတ်များပါ။ရှိပြီးသား customer ကိုထင်းသိမ်းရတဲ့ဟာက zero cost ။အဲ့တော့ customer ထင်းသိမ်းတဲ့လုပ်ငန်းတွေကိုကျွန်တော်အများဆုံးလုပ်ပါပါ။အဲ့ဒီခါမှာကျွန်တော်တို့ဒီဘာကြီးလုပ်ကြလဲဆိုလို့ရှိရင် customer CSCR ဆိုတဲ့ ကျွန်တော်တို့ကျွန်တော်ပြောကြပါဟလား customer service ဘယ်လိုပေးမလဲ customer service ဘယ်လိုဖော်ဆောင်မလဲ is the same တူပါပဲ marketing အောက်မှာရှိတယ် customer service ဘယ်လိုပေးမလဲဘယ်တော့ဘယ်ပြီးလုပ်ပေးမလဲဘယ်လိုလုပ်ပေးရင်တော့ customer ချိန်နဲ့ customer service customer satisfaction တော့မေးတယ်စင်ပြေလားဘာတွေလိုအပ်သေးလဲဘာလုပ်ပေးရအောင်လဲ customer satisfaction ကိုတွားတယ်ပြီးွားလို့ရှိရင်တော့ customer relationship ကိုတွားတယ် retention ကိုထိန်းသိမ်းတာဒီနေရာမှာ retention ကထပ်မံဝယ်ယူခြင်း repeat buying ဆိုတဲ့ process ကို အများကြီးဖြစ်စေတော့တောင်းအားပေးတယ်အဲ့တော့ retention ဆိုတဲ့အောက်မှာကျွန်တော်တို့ကထက်ခါတလဲလဲပြန်လဲဝယ်ယူတဲ့ဖြစ်စဉ်အပြင် advocacy သူနဲ့အလားတူတခါဖောက်တယ်တွေကိုလည်းခြားဝယ်ပေးစေခြင်းပေါ့နော်စာစကားနဲ့ပြောရင် advocacy ဖြစ်အောင် marketing ကလုပ်ပေးနိုင်ပါတယ်တဲ့နောက်ချက်ကတော့ကျွန်တော်ကဗာလဲဆိုရှင် generation adaptation marketing မှာအရန်ထိရောက်တဲ့ဇာတ်အဲ့ဒါက dividend ရှင်ရဲ့အောက်ကနေစဉ်းစားလာ marketing ဟာအနှုတ်စိတ်ရင်စိတ်တော့ရပါတယ် driving sales and revenue ပေါ့နော် ဘာလုပ်လဲ marketing ကဘာတွေလုပ်လဲ demonstrate how marketing directly impact the bottom line marketing ကကျွန်တော်အောက်ခြေအခြေပြုမင်းမြင်းနေပေါ့နော်မြင်းတွေကိုအကျိုးတရားမှုတွေရှိစေအဲ့တော့အောက်ခြေဖြစ်နေတဲ့0ပေါ့နော်ကြမ်းတိုက်နေတဲ့အကြောင်းကိုတင်နိုင်တာလေ marketing မှာပဲနော်အဲ့တော့တူတူ sales နဲ့ revenue နဲ့ပေါ့နော်အကြောင်းနဲ့ revenue နဲ့ကိုဒါရိုက် influence လုပ်ရဲလို့ကျွန်တော်ခင်မှာပြောခဲ့ပြီ market recession analysis marketing သမားတိုင်းဟာ product owner တိုင်းဟာဒီအဆင့်ကိုမဖြတ်ဖဲနဲ့ း product ဖြစ်မလာပါဘူးဈေးကွက်ထဲကိုလည်းပုံဝင်နိုင်ပါဘူး market research လုပ်တဲ့ဟာတကယ်ကိုဈေးကွက်ထဲမှာရှိနေတဲ့ထဲထဲဝင်ဝင်အချက်တွေသိဖို့သိသိချင်းလို့ဘာတွေလဲဆိုရင် customer niche နဲ့ customer trend market trend customer တွေကလိုတယ်ဘလို့လိုတာလဲလာဘာတွေပြောင်းသွားလဲသိချင်တာဟုတ်အဲ့တော့ customer တွေရဲ့လိုအပ်ချက်ကအများကြီးပြောင်းလဲနေတယ်ဆိုတော့အဲ့လိုမျိုးပေါ့တော့ နေရာဒေတာနဲ့အချိန်တွေကိုလိုက်ပြီးတော့ customer တွေရဲ့ lower ချက်နဲ့ market trend တွေပြောင်းလဲတယ်။အဲ့ဒါတွေကိုသိဖို့ကျွန်တော်တို့က market research ကိုကျွန်တော်တို့အမြဲတမ်းလုပ်။ enabling marketing strategy တဲ့ဒီ more targeted ပို့ပြီးတော့တိတိကျကျဖြစ်ဖို့လိုတယ်ဟလား။ပြီးရင် align with customer consumer preference ဟလားစားသုံးတဲ့သူတွေအကြိုက်ကိုလည်း align ဖြစ်ဖို့လိုသေးတယ်တဲ့။ဈေးကွက်ထဲမှာဘယ်ပစ္စည်းတွေလူတွေကြိုက်နေလဲ။ဘယ်ပစ္စည်းတွေလူတွေသုံးနေလဲ။ marketing သမားမျက်မျက်ခြေပြက်လို့မရဘူး။ အဲ့လိုပဲ market research ဆိုရတဲ့မှာပေါ့ဗျာပုံကောင်တွေကတော့ဖြင့်ဘာတွေလုံးနေပြီးငါတို့ရဲ့ပြိုင်ဘက်တွေကတော့ဖြင့်ဟလာဘလို့ကြော်ညာတွေလုံးနေတယ်ဘလို့အဲ့ဟလာဘလို့ activity တွေလုံးနေတယ်ဘလို့ promotion တွေလုံးနေလဲဆိုတော့ကျွန်တော်တို့ကဘာဖြစ်လဲအများနဲ့ထောက်လှမ်းအများနဲ့ကြည့်ရကြည့်နေပြီးမှငါတို့ကတော့ဘာလုပ်တဲ့နေပြီးငါတို့ကဘလို့လုပ်တဲ့နေပြီး အဲ့ဒီကောင်တွေလောက်သွားတဲ့ promotion ကဘယ်လိုလုပ်တာဘယ်နေရာမှာလုပ်တာဘယ်လိုအစီအစဉ်တွေပါတယ်ဘယ်လိုမျိုး announcement တွေလုပ်တာဘယ်လို activity တွေဘယ်လို inline တွေလုပ်သူတို့ကအောင်အောင်မြင်တယ်ကြာရှုံးတယ်ဘာကြောင့်အောင်မြင်တာလဲဘာကြောင့်ကြာရှုံးတာလဲဒီနေ့ဝေဖန်သုံးသပ်ရတာကျွန်တော်တို့ကရောင်းတာရောမရောင်းရတာပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီအများနဲ့မေးခွန်းမေးတယ်ရောင်းရတယ်ရောင်းအားတက်သွားတယ်ဘာဖြစ်လို့ရောင်းအားတက်သွားလဲရောင်းအားတက်တဲ့ဟေ့ဆိုရင်ပြောတယ်ဒါပေမဲ့အမှန်တကယ်တည်းမေးရမယ်မေးခွန်းရှိတယ်ရောင်းအားတက်သွားတယ်ဘာဖြစ်လို့ရောင်းအားတက်သွားတာလဲရောင်းအားကျတယ်မရောင်းအောင်ဘူးဘာဖြစ်လို့ရောင်းအားကျသွားလဲ ဘာတွေမလုပ်လို့ရောင်းအားကြတော့လဲကျွန်တော်တစ်ခါမှပြန်ပြီးတော့မမေးဘူး။ရရောင်းရတယ်အေးရောင်းရတယ်ဟေးကောင်းတယ် very good ။ရောင်းရတော့တော့မေးနေပြီးတော့ရောင်းအားကြတော့မှဟာရောင်းအားကြလို့ရောင်းအားကြလို့မရောင်းရလို့အဲ့လိုမျိုးခြေနေတွေရှိတယ်။အဲ့တော့ကျွန်တော် market research တွေ analysis တွေကိုကျွန်တော်တို့ကပြစ်ထားလို့မရဘူး။ပြန်လဲစမ်းစစ်ကြည့်ဖို့ analysis လို့တလို့ market ထဲမှာလူတွေဟာဝယ်ယူမှုစွမ်းရည်လား buying power မြင့်နေတဲ့အချိန်လား buying power ကျနေတဲ့အချိန်လား ဘိုင်းရင်ပါဝါဇောက်လို့ဖြစ်သွားတဲ့အချိန်လားဘာကြောင့်ဘိုင်းရင်ပါဝါပြောင်းသွားတာလဲဆိုတဲ့အချက်တွေကိုကျွန်တော်တို့ကအမြဲတမ်းကြည့်နေဖို့လိုတယ်အမြဲတမ်းသုံးသပ်နေဖို့လိုတယ်ဒါကတော့ market research နဲ့ analysis ပေါ့နော်ဆိုတော့စီးပွားရေးလုပ်ငန်းတွေဟာ market ကနေလွတ်ပြီးတော့ဘယ်တော့မှဘာလို့မရဘူးเนาะကျွန်တော်တို့ပြောပြောနေတဲ့ရှင်ပြိုင်အသာစီးရအောင်ဘယ်လိုလုပ်မလဲ competitive advantages ပေါ့နော်အဲ့တော့ဘယ်လိုရအောင်လုပ်မလဲเนาะ differentiation သူများနဲ့ကွဲပြားခြားနားအောင်ဘယ်လိုလုပ်မလဲ အဲ့ဒါမျိုးတွေအားလုံးအားလုံးထဲမှာဆိုလို့ရှိရင်အချုပ်ဟာတော့ဒီ market research ပါအဲ့တော့တကယ် marketing သမားကောင်းဆိုတဲ့လူတွေက market research ကိုကောင်းကောင်းပတ်မှန်ရနေလုပ်နေတဲ့လူတွေပေါ့နော်ပြီးသွားလို့ရှိရင်တော့သုံးတက်နိုင်တဲ့သုံးတက်နိုင်တဲ့စွမ်းရည်ရှိတဲ့လူတွေက marketing သမားကောင်းတွေဖြစ်ပါတော့ เนาะနောက်တစ်ချက်ကတော့ trend ပေါ့ highlight marketing roles in identifying and responding to trend ကျွန်တော်တို့က marketing သမားတွေရဲ့ trend တွေပေါ့ပြောင်းလဲသွားတဲ့ trend တွေကိုအမြင်နဲ့တုံ့ပြန်နိုင်ဖို့စူးစမ်းရတဲ့လူတွေတောင်ကျွန်တော်တို့ပါတယ် marketing သမားတွေက trend ကိုအမြင်နဲ့လိုက်နေတယ်လူတွေရဲ့အကြိုက်ပြောင်းသွားတယ်လူတွေရဲ့အကြိုက်ကျလာတယ် trend ဆိုတာလည်း marketing သမားတွေအတွက်အရေးပါတယ်အသုံးပြုနေတဲ့မှာ trend တွေကိုဒီကမိရတဲ့ဟာကြီးလည်းအများကြီးပါပါတယ်နောက်ထပ်အရေးကြီးတာကဘာလဲဆိုရင် product creation product creation product ထုတ်လုပ်တာပေါ့နော် product product pandia ပေါ့နော် show how marketing drives product creation ကျွန်တော် marketing ကလည်းကျွန်တော် product creation တွေကိုဖန်တီးပေးတယ်ဈေးကွက်ထဲမှာတော့ဖြင့်ဘလို့လုံနေဈေးကွက်ထဲမှာတော့လုံနေတယ်ဒါလေးထုတ်လိုက်ရင်အဆင်ပြေမှာငါတို့ရှိနေတဲ့လက်ရှိ product ဟာဒီပုံစံရှိတယ်ဒီလိုမျိုးထုတ်ဖို့ရတယ်ဒီလိုအယောင်ရှိတယ်ဒီလိုအနှံ့ရှိတယ်ဒီလိုအရသာရှိတယ်အဲ့ဒါလေးကိုနည်းနည်းလေးပြင်လိုက်ရင်ဒီလိုကြိုက်ဒီလိုမျိုးဖြစ်သွားမှာဒါတွေက market တင်းရနေအများကြီးလုပ်ပေးနိုင် product creation တွေက marketing research တွေ marketing ကရတဲ့ reset တွေကြောင့်သာဖြစ်ဖြစ်နေကြောင်းလဲတော့ ာမျိုးတွေရှိပါတယ် marketing ကအောင်မြင်အောင်လည်းလုပ်တယ်အောင်မြင်မှုတွေဆက်လက်တည်ခဲနေနေအောင်လည်း marketing ကိုလုပ်ရတယ်အဲ့တော့ marketing ကစီးပွားရေးလုပ်ငန်းတွေမှာအရေးကြီးတဲ့အခန်းကဏ္ဍတွေမှာပါတယ်ရှိဆောင်ဥရပြပြီးတော့သူကယထာခေါင်းဆက်ကောင်းတွဲလို့ပဲဆွဲဆောင်ပေါ်သွားတယ်